ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်ကို6လပိုင်းအတွက်ကိုတဲတော်ဟော့စတယ်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေကို6လပိုင်းအတွက်တဲတော်ဆွဲပေးတဲ့ခါမှာတနင်္လာသားသမီးတွေအတွက်ကြလာတဲ့တဲတော်ကကတော့အဲဒုံလူလင်ဆိုတဲ့ကပ်ပြားဖြစ်ပါတယ်နော်ဒုံလူလင်ဆိုတဲ့ကပ်ပြားဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်အဲ့မှာလူလင်မျိုးတယောက်ပေါ့နော်လူလင်ငယ်တယောက်ကအညွန့်အခက်အတက်တွေထွက်လာတယ်ဒုံချောင်းတစ်ချောင်းအောင် ခေါင်းမော်ပြီးကြည့်နေတဲ့ပုံဘေးမှာလည်းတောင်ကုန်းတောင်တန်းလေးရှိတယ်အဲ့တော့ဒီကဲ့အိဒိဗေကတော့သတင်းစကားကိုတည်ဆောင်လာတဲ့သူဆိုရင်အိဒိဗေရပါတယ်ဒီကဲ့အိဒိဗေကတော့သတင်းစကားတွေကိုတည်ဆောင်လာတဲ့သူသတင်းကောင်းတွေကြားရတဲ့သူ6လပိုင်းဆိုတဲ့ကာလမှာတနင်္လာသားသမီးတွေအနေနဲ့ကမင်္ဂလာရှိတဲ့သတင်းတွေအဝမ်းသာမဲ့သတင်းတွေပျော်စရာကောင်းတဲ့သတင်းမျိုးတွေပေါ့နော်သတင်းစကားတွေကြားရမယ်ဆိုတဲ့အထိပ္ပယ်ကိုစောင့်ပါတယ်နော် ဲ့တော့ရုံငန်းကိုင်ကန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ရှေ့ကိုတိုးတက်လာမယ်အောင်မြင်လာမယ်ဆိုတော့နမိတ်ရှိပါတယ်အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်လာမယ်နော်အဲ့တော့လူမှုရေးနဲ့ပတ်သက်တာတွေနောက်အသင်းအဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်မယ်အဆင်ပြေမယ်ဆိုတော့နမိတ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအပေါင်းအသင်းကောင်းတွေရရှိတတ်တယ်မိတ်ဆွေအပေါင်းအသင်းတွေအကူအညီထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ် ဲ့အမွေရတတ်တယ်နော်မတင်မတဲ့နဲ့အမွေရတတ်တယ်ရုတ်တရက်ငွေတွေဝင်လာတတ်တယ်အဲ့ဒါငယ်ဝယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမှာဆန်းပွင့်မျက်နှာပွင့်တတ်တယ်နော်အိမ်တော်တွေအနေနဲ့ဆိုရင်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့ကိုအဆင်ပြေလာမယ်ဆိုတော့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ရတတ်တယ်အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ပြီးတော့အောင်မြင်မယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီကဲ့အတိတ်ပဲကတော့ ဲ့တော့ယူရချက်ယူမှန်းချက်တွေအစ်စ်တွေပေါ်ပေါက်တက်တယ်နော်ဥတီချက်အစ်စ်တွေပေါ်ပေါက်တက်တယ်နော်လမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတက်တယ်ဒီနေ့လာသားမျိုးလမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတက်တယ်အဲ့တော့ကိုယ့်ရဲ့ဒီညာရင်ညာသွေးနဲ့နော်ကိုယ့်အနေနဲ့စူးစမ်းအားထုတ်မယ်ဆိုလို့ရှိရင်ကျင်းတွေပေါက်အောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဘဝအစ်စ်တစ်ခုလုပ်ငန်းအစ်စ်တစ်ခုနော်အခွင့်အရေးအစ်စ်တစ်ခု ရရှိတက်တယ်နော်လုပ်ငန်းကိန်းကအစ်စ်တွေနော်အခွင့်အရေးအစ်စ်တွေပေါ်ပေါက်လာမယ် နော်နေရာဒေသအတိတ်တွေမရောက်ဘူးတဲ့နေရာမျိုးတွေခီးထွက်ကတာခီးသွားတာမျိုးတွေကြုံတွေ့ရတဲ့တဲ့နော်အဲ့တော့စိတ်ကူးတဲ့အကြံဉာဏ်တစ်တွေပေါ်ပေါက်လာတဲ့တည်းအဲ့စိတ်ကူးတဲ့အကြံဉာဏ်တစ်တွေနေရာနေပြီးတော့အလောက်ကင်ဆောင်ရမယ်ဆိုရင်ဒီနေရာသားသူတွေဒီ6လပိုင်းမှာအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေတနင်္လာသားသူမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသူတွေအတွက်ကို6လပိုင်းအတွက်တဲရော့ဟော့စတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဦးစွာ 6လပိုင်းအတွက်တနင်္ဂနွေသားသမီးကိုတဲတော့ကြည်ပြီးတဲ့အခါမှာတနင်္ဂနွေသားသမီးအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာဒုံချောင်းရှစ်ချောင်းဆိုတဲ့တဲတော့ကက်ကြလာပါတယ်နော်ဒုံချောင်းရှစ်ချောင်းဆိုတဲ့ကက်အော်ဒီကက်ရဲ့အတိတ်ပဲရတော့ဒါရှေ့မှာမြစ်တစ်ခုစီးဆင်းနေတယ်နော်နောက်စိန်လန်းဆိုပြေနေတဲ့ကွင်းပြင်ကြီးနဲ့တောင်ကုန်းတောင်တန်းတွေရှိတယ်အဲ့ဒီဒုံချောင်းရှစ်ချောင်းမှာလည်းအညွန့်အခက်အတက်အလက်တွေဘူးစသာ ထွက်နေတယ်နော်အညုံအကက်အတက်လက်တွေအညုံအခက်တွေထွက်နေတယ်ဒုံချောင်းရှစ်ချောင်းကောင်းငင်ကနေကြလာတယ်ပေါ့အဲ့တော့ကောင်းငင်ကကြလာတယ်လို့ယူဆလို့ရတယ်လို့ရှေ့မှာအဲတိုက်ဒုံချောင်းရှစ်ချောင်းကိုကာစီးထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလဲအဓိပ္ပာယ်ကောက်လို့ရတယ်နော်ကောင်းငင်ကနေပြုတ်ကြလာတယ်ဒုံချောင်းရှစ်ချောင်းနော်အဓိပ္ပာယ်ကတော့အဲတနင်္ဂနွေသားသမီးတွေအနေနဲ့ကဒီ6လပိုင်းဆိုတဲ့ကာလမှာ မိမိလောက်ကင်နေတဲ့အလောက်ကလုပ်ငန်းကင်ငန်းတွေနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းအကူအညီကောင်းတွေရတတ်တယ်။နော်လုပ်ငန်းတွေအတိုးတက်လာနိုင်တယ်။သို့တော့အဟံအတားတွေအနှောက်အယှက်အတားအဆီးတွေလည်းရှိနေတယ်။နော်အဟံအတားတွေအနှောက်အယှက်တွေအတားအဆီးတွေရှိနေတယ်။အနှောင့်နှေးကြံ့ကြာမှုတွေရှိနေတယ်။အဲ့တော့ကိုယ့်ရဲ့ကိုလုံးမဲ့ဆိုတဲ့ကိစ္စတွေကို6လပိုင်းမှာတနည်းတွေသားသမီးတွေနဲ့မြန်မြန်တော်တော်လည်းလည်းလောက်ဖို့လို့တယ်နော်အဲ့တော့ပြက်ခနဲပေါ်အဆက်ခနဲလို့ဆိုတော့ ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တနေ့ဦးလေသာမြင့်တယ်6လပိုင်းမှာမိမိရဲ့လုပ်ငန်းတွေမိမိရဲ့စီးပွားရေးတွေဟာအောင်မြင်နိုင်တယ်အဆင်ပြေနိုင်တယ်အထူးသဖြင့်ငွေကြေးကိစ္စတွေစီးပွားရေးကိစ္စတွေကတော့အကောင်းဘက်မှာရှိနေတယ်6လပိုင်းဆိုတဲ့ကာလမှာပဲအဲ့တော့စီးပွားတက်နိုင်တယ်ຢາລູໂຕດາမျိုးດີລາດາໂຕດາမျိုးດີຈົ່ງດ້ວຍອັດແຕ່ເລຈ້ອງຄີດີຕົວອັດແຕ່ທີຊຸຍປောက်ດີໂຕမျိုးທີຊຸຍປောက်ແຕ່ແຕ່ງວຍດີອມຸຍາດີໂຕເຖົ່າແຕ່ແຕ່ວິນແຕ່ບາແດ່ເນາະອັນນີ້ຍີແຫວຈັດຍີມັ້ນຈັດດີປຽວວ່າແມ່ອັນນີ້ ကိုတူလောင်ထားတဲ့ပစ္စည်းတွေလည်းဈေးကောင်းရမယ်เนาะချစ်သူကြီးစားမရှိသေးတဲ့သူတွေဆိုရင်ငယ်ရွယ်သူတွေနေနေဆိုရင်လည်းချစ်သူကြီးစားတွေရတတ်တယ်ဆိုရင်အထိပ်ပဲဖြစ်ပါတယ်အဲ့တော့ရောမင်္ဂလာအမှုခင်းဖြစ်နေတဲ့သူတွေဆိုရင်လည်းအမှုခင်းနေနိုင်တတ်တယ်ရွှေတဲ့ပစ္စည်းတွေရန်နာပစ္စည်းတွေလောသစားတွေဝင်တတ်ပါတယ်အဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့တော့အလူတန်းကိစ္စတွေပြုလုပ်ရတတ်တယ်မင်္ဂလာကိစ္စတွေပေါ်ပေါက်တတ်တယ်အဲ့တော့တနည်းဥရသားသမီးတွေနဲ့အခက်အခဲနှောက်ရက်တွေကိုတွေ့ကောင်းတွေ့နိုင်တယ်အဲ့ဒီအခက်အခဲနှောက်ရက်တွေကိုကျော်လွှားနိုင်မှာဖြစ်ပါတယ် အကျွန်ုပ်မိတ်ဆွေတနင်္ဂနွေသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။အင်္ဂါသားသမီးဆွေများလုံးမင်္ဂလာပါ။အင်္ဂါသားသမီးတွေအတွက်ကို6လပိုင်းအတွက်ကိုတဲရော်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့အခုဒီအင်္ဂါသားသမီးတို့အတွက်တဲတော့ချိုးတဲ့ခါမှာဒီ6လပိုင်းအတွက်ကြာလာတဲ့တဲတော့ကက်ကတော့ရှင်ပြန်ထားမြောက်ခြင်းဆိုတဲ့တဲတော့ကက်ဖြစ်ပါတယ်နော်။ကောင်းငယ်ကတဘိုးခေကမှုတ်လိုက်တဲ့ချိန်မှာဒီခေါင်းတလားတဲ့ကလူတွေကထလာတဲ့ပုံပေါ်ထွက်လာတဲ့ပုံ အဲ့တော့ဒီကဲ့အတိတ်ပဲကတော့ရှင်တန်ချင်းနော်ရှင်တန်ချင်းဆိုတဲ့အတိတ်ပဲနော်အဲဆုံးပြီလို့ထင်ထားတဲ့ငွေကြီးတွေရုတ်တရက်ပြန်ရလာတတ်တယ်။သူအဟောင်းတွေပြန်ပေါ်လာတတ်တယ်နော်အဲ့တော့လူဟောင်းတွေအရင်တော့မိတ်ဆွေဟောင်းတွေနဲ့ပြန်တွေ့ရတတ်တယ်ဆွေမျိုးသားချင်း꽌ကွာနေတာကြာပြီဖြစ်တော့ဆွေမျိုးသားချင်းတွေနဲ့ပြန်လည်ဆုံစည်းတတ်တယ်အဲ့တော့လုပ်ငန်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်လုပ်ငန်းအဟောင်းကနေပြီးတော့ရက်တံပြီးတော့လုပ်ငန်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်နောက်တစ်ချက်က ဟိုအဆင်မပြေတော့ဘူးလို့ထင်ထားတဲ့လုပ်ငန်းတွေเนาะအဆင်မပြေတော့ဘူးလုံးဝကိုပျက်စီးနေတဲ့လုပ်ငန်းတွေဆိုရင် ပြန်ပြီးတော့ထူထောင်ဖြစ်ပြီးတော့ပြန်ပြီးတော့အဆင်ပြေလာနိုင်တဲ့လုပ်ငန်းတွေစီးပွားရေးတွေအဲ့လိုပဲငွေကြေးနဲ့ပတ်သက်ပြီးတော့ထွက်ထားတဲ့ငွေတွေပြန်ဝင်လာတတ်တယ်ကိုယ့်ရှင်ကနေထွက်ထားတဲ့ဖြေရပစ္စည်းတော်လည်းကောင်းလက်ဝတ်လက်စားတွေပြန်ဝင်လာတတ်တယ်ဆိုရင်လည်းမိတ်เนาะလူကောင်းတွေပြန်စုံစည်းရတတ်တယ် အဲ့တော့ကွဲကွာသွားတဲ့ဒီအခြေရေးတို့အိမ်တော်ရေးတို့ရှိခဲ့ရင်လည်းဒီချိန်ကာလမျိုးမှာပြန်လဲစုံစည်းတာမျိုးတွေเนาะပြန်လဲပြီးတော့တရင်ကောင်းကြားရတာမျိုးတွေကြုံတွေ့ရတဲ့တဲ့အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်တစ်ချက်သတိထားမှာအရင်ဖြစ်ပူးခဲ့တဲ့ကျမ်းမာရေးအဟောင်းတွေပြန်ပေါ်လာတတ်တယ်အဲ့ဒါတော့တစ်ချက်ခရုဆိုင်ရမယ်เนาะအဲ့တော့ငွေကြေးကိစ္စတွေလည်းအဆင်ပြေမယ်ပညာရေးကိစ္စတွေလည်း အဆင်ပြေမှုအောင်မြင်မှုတွေရရှိနိုင်တယ်အင်တာဗျူးကိစ္စတွေစာအုပ်ပွဲကိစ္စတွေလည်းအထူးကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ပျောက်ဆုံးနေတဲ့ပစ္စည်းတွေဆိုရင်တော့ပြန်တွေ့တတ်တယ်နော်ကွဲကွာသွားတဲ့လူတွေနဲ့ပြန်လည်ဆောင်သီးတတ်တယ်နော်ကွဲကွာသွားတဲ့လူဟောင်းတွေနဲ့ပြန်လည်ဆောင်သီးတတ်တယ်ဆိုရင်နမိတ်ဖြစ်ပါတယ်အဲ့တော့အယောင်းဝယ်ကိစ္စတွေလည်းအဆင်ပြေမယ်အဲ့တော့ဒီကဲ့အထိပ္ပယ်ကလမ်းကြောင်းအဟောင်းနော်လမ်းကြောင်းအဟောင်းကိုလောက်ကင်နေတဲ့အဟောင်းတွေရက်ပြီးတော့လုပ်ငန်းအစ်စ်ပေါ်ခြင်းနော်အစ်စ်တဖန် ြန်လဲနိုးထခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အတိတ်တပံပြန်လဲနိုးထခြင်းเนาะလုပ်ငန်းကိုင်ကန်းတွေရှေ့ကိုပို့ပြီးတော့အဆင်ပြေလာမယ်เนาะရက်ဆိုင်ထားတဲ့အလုပ်တွေပြန်လုပ်ရတတ်တယ်เนาะရက်တန့်နေတဲ့ငွေကြေးတွေเนาะပြန်ပြီးတော့ဝင်လာတတ်တယ်ရစရာရှိတဲ့ငွေတွေပြန်ရလာတတ်တယ်ဆုံးပြီးတော့ထင်ထားတဲ့ငွေတွေပြန်ရလာတတ်တယ်เนาะအဲ့တော့ဒီကဲ့အဓိပ္ပာယ်ကတော့ပြန်လဲရှင်းတန်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသူများအားလုံး စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေဘုရားသခင်မိတ်ဆွေများလုံးမင်္ဂလာပါဘုရားသခင်တွေအတွက်ကို6လပိုင်းအတွက်ကိုတဲတော်ဟောဇရန်ဟောကြားပေးมาဖြစ်ပါတယ်အဲ့တော့ဘုရားသခင်တွေအတွက်ကကြားလာတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာကြားလာတဲ့တဲတော်ကက်ကတော့အင်မတန်မှကောင်းပါတယ်ခွတ်ဘရင်ဆိုတဲ့ကက်နော်ရေလိုင်းနေရေပုံမှာရှိတဲ့ပလင်ကြီးပုံမှာထိုင်နေတယ်ခွတ်တစ်ခွတ်ကိုကင်ပြီးတော့ထိုင်နေတယ်ဘရင်တစ်ပါးရဲ့ပုံပေါ့နော် အဲ့တော့နောက်ကရေလိုင်းနေနဲ့နော်ရေကန်အလင်းမှာအဲ့တော့ရေဆိုတဲ့အဓိပ္ပာယ်ကတော့ဒါပုံမူသားသွေးတွေနေတာဒီ6လပိုင်းဆိုတဲ့ကာလမှာပူပင်စရာတွေမရှိတော့ဘူးအေးချမ်းသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရေရဲ့အဓိပ္ပာယ်ကတော့အေးချမ်းတဲ့အဓိပ္ပာယ်နော်အဲဘယ်နေရာအောင်မဆိုစိတ်ဝင်ပြန့်နှံ့နိုင်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက် စိတ်ခံစားမှုစိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့အတွေးခေါ်အသက်ဆန်းတွေပေါ်ပေါက်လာတဲ့စိတ်ချမ်းသာစရာတွေ တွေ့ကြုံရမယ်လို့တွေ့ပါတယ်ဘုံလူသားသမီးတွေအနေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်ချမ်းသာစရာတွေတွေ့ရမယ်နော်အဲ့တော့ကုသရောင်းဝယ်ကိစ္စတွေအနုပညာအလားပါရေးရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးစံထူးထူးကြကြအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ်အဲ့တော့အလှူဒန်းနေပြုလို့ရတတ်တယ်အလှူဒန်းနေပြုလို့ရတတ်တယ်အဲ့တော့ရုံးမြင်ကနာအမှုခင်းနေဖြစ်နေရင်လည်းရုံးမြင်ကနာအမှုခင်းကိစ္စတွေအောင်မြင်မယ်အနိုင်ရရှိမယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ် တော့ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်ရတဲ့အဲ့တော့ဖျားဘူးတွေတွားရတဲ့အလှူဒန်းကိစ္စတွေပြုလုပ်ရတဲ့အဲ့တော့စီးပွားရေးလုပ်ငန်းတွေမှာရှေ့ကိုတိုးပြီးတော့ဆောင်ရွက်ရတဲ့တိုးချဲ့ရတဲ့လူမျိုးလုပ်ငန်းတွေနော်လုပ်ငန်းတွေတိုးချဲ့ရတဲ့အဲ့အဓိကအတိတ်ပဲမှာတချက်တတိထားမှာအရက်နဲ့ပတ်သက်တာတို့နော်မူရစေဝါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တတိထားမှာဖြစ်ပါတယ်အမှားယွင်းတွေဖြစ်တတ်တယ်အကျမ်းမာရေးတွေရုတ်တရက်ညံ့သွားတတ်တယ်ပြဿနာတစုံတရာပေါ်ပေါက်တတ်တယ်အဲ့ အရက်နဲ့ပတ်သက်တာတွေနော်ဝိဇီဝါနဲ့ပတ်သက်တာတွေနော်အဲ့တော့အတောက်စားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ပြဿနာပေါ်ပေါက်တတ်တယ်အဓိကရဲ့အဓိပ္ပာယ်ကတော့ရက်ဝဲခရီးတွေထွက်ကားတတ်တယ်နိုင်ငံခြားခရီးတွေအထူးအဆင်ပြေအောင်မြင်တတ်တယ်နော်အဲ့တော့မိမိအနေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာဘ ᱹ လူသားတွေအနေနဲ့ကအခက်အခဲတွေဘလောက်ပဲများများအောင်ပွဲခံနိုင်မယ်စိတ်ချမ်းသာစရာတွေတွေ့ရမယ်တည်ငောင်းနေကြရမယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ် တော့ဒီချိန်ကာလမှာဗိုလ်လူသားပြည်ရင်တွေကကိုဖြစ်ချင်တဲ့ကိစ္စကိုလှုပ်ချင်တဲ့ကိစ္စတွေရေရဲဝန်းလို့ဆောင်ပြဆောင်ရွက်မှာဖြစ်ပါတယ်အလုပ်ပြောင်းချင်တာလားအလုပ်ထွက်ချင်တာလားလုပ်ငန်းအတစ်လှုပ်ချင်တာလားကိုလှုပ်ချင်တဲ့မိမိလှုပ်ချင်တဲ့ကိစ္စကိုရေရဲတင်းတင်းရေရဲဝန်းလောက်ကင်ဆောင်ရွက်မယ်ဆိုရင်အထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်ကျွန်တော်မိတ်ဆွေဗိုလ်လူသားပြည်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာစေနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေ ကျသာပရိသတ်သမိတ်ဆွေများအားလုံးမင်္ဂလာပါကျသာပရိသတ်သမိတ်အတွက်ကို6လပိုင်းအတွက်တဲတော်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့6လပိုင်းဆိုတဲ့ကာလမှာကျသာပရိသတ်သမိတ်တွေကြာလာတဲ့တဲတော်နမိတ်ကတော့ခွက်ဖလား6လုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခွက်ဖလား6လုံးနဲ့မှာပန်းပွင့်လေးတွေပွင့်တယ်ပေါ့နော်ပန်းပွင့်လေးတွေပွင့်နေတဲ့ခွက်ဖလား6လုံးနော်ဒီမှာကောင်လေးတစ်ယောက်ကကောင်မလေးတစ်ယောက်ကိုလက်ဆောင်ပေးနေတဲ့ပုံပေါ့နော်အမျိုးသားတူကအမျိုးသမီးတူကို လက်ဆောင်ပေးနေပေါ့အဲကျန်တာပေးသားသမီးတွေနဲ့ဒီကဲ့ရဲ့အတိတ်ပဲကတော့သူ့ရဲ့ဒီကဲ့ရဲ့အတိတ်ပဲကွာကိုအရာရာကိုကိုယ့်ရဲ့ကိစ္စတော်များကိုကိုယ့်ရဲ့ဒီစီးပွားရေးလူမှုရေးနော်ကိုယ့်ရဲ့ဒီပြဿနာတွေပြန်လဲသုံးသပ်နိုင်ခြင်းဆိုတဲ့ပေါ့ကိုယ့်ရဲ့ကိုလုံးနေတဲ့ကိစ္စတွေကိုယ့်ရဲ့စီးပွားရေးတွေနော်ကိုယ့်ကိုပြန်လဲသုံးသပ်နိုင်ခြင်းအတိတ်ကဖြစ်ရတွေကိုအတုံးပြူပြီးတော့အတိတ်ကကြုံတွေ့ကြုံတွေ့ခဲ့တဲ့အဖြစ်ရတွေတင်ကန်းလာယူပြီးတော့မိမိအနေနဲ့ရှေ့ကို အခွင့်အရေးကောင်းအခွင့်လန်းကောင်းတွေပေါ်ပေါက်လာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အတွေ့အကြုံဟောင်းတွေကိုအတွေ့အကြုံတွေကိုဟောင်းတွေပြန်လဲပြီးတော့အသုံးချရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့မိန်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ဆုံခြင်းเนาะအဲ့တော့စနေတကြဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုဆောင်းပါတယ်အဲ့တော့အပြစ်ကင်းစင်ခြင်းဖြူစင်ခြင်းเนาะအပြန်အလှန်နားလည်မှုရှိခြင်းเนาะအဲ့တော့တရေကောင်းများရရှိခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် အပြန်လည်နာတဲ့မူရရှိစွာအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာမေတ္တာရေးကိစ္စတွေမှာအင်မတန်ကောင်းတဲ့အထိပ်ပဲဖြစ်ပါတယ်အဲ့တော့နားလည်မှုတွေရရှိလာမယ်ကာလအတန်ကြာအစင်မပြေဖြစ်နေတဲ့အခြေရေးကိစ္စပဲအိမ်တော်ရေးကိစ္စတွေဆိုရင်ပြန်လည်အစင်ပြေလာနိုင်တယ်အဲ့တော့ set to share လုပ်ငန်းတွေနော် set to စပတ်လုပ်ငန်းတွေနေနေရတယ်အကျိုးကျေးဇူးတွေရရှိမယ်အကြတာဝိသားသမီးနေတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာမေတ္တာရေးကိစ္စတွေထူးထူးခြားခြားကောင်းမွန်လာမှာဖြစ်ပါတယ်။ တော့ဒီချိန်ကာလမှာအခြေရင်းနဲ့ပတ်သက်တာအိမ်တော်ရင်းနဲ့ပတ်သက်ရင်လေကိုယ့်ရဲ့ဒီငယ်ချင်ဟောင်းတွေပိုင်းနဲ့ပြန်လဲတွေ့တတ်တယ်ပြန်လဲစုံစည်းတတ်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့လက်ဆောင်တွေရတတ်တယ်ရွှေရည်ပစ္စည်းတို့ငွေတို့နော်အပိုးတံပစ္စည်းတို့လက်ဆောင်ပစ္စည်းတွေရတတ်တယ်အဲ့တော့ဆွေမျိုးညီကောင်မတွေတရားနဲ့ကိုကိုကူညီလာလို့ရတယ်။ကူညီထောက်ပံ့ကောင်းတွေလည်းရရှိနိုင်ပါတယ်။အလုံးနေရအိမ်နေရအပြောင်းအရွှေ့တွေပေါ်ပေါက်တတ်တယ်။နော်။ အိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတယ်တဲ့ဆိုင်ကအစ်စ်ဖွင့်ရတာမျိုးတွေဆိုင်ပြင်ရတာမျိုးတွေဆိုင်တိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတယ်တဲ့အလားအပါရေးရတဲ့ပတ်သက်တဲ့ကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးထူးခြားခြားအဆင်ပြေအောင်မြင်လာဖို့ရှိပါတယ်အကျွန်တော်မိတ်ဆွေသတာပိတာသင်းပြားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေပြည့်စုံကြပါစေ။တောက်ကြသားသင်းမိတ်ဆွေများအားလုံးမင်္ဂလာပါ။တောက်ကြသားသင်းတွေအတွက်ကို6လပိုင်းအတွက်တဲတော်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်။ အဲ့တော့ဒီတောက်ကြသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလအတွက်ကာလမှာကြလာမဲ့တုံတွေ့လာမဲ့ကံစတာအစိုးကောင်းတွေပြကြလာတဲ့တေရောနမိတ်ကတော့ဒုံချောင်း၃ချောင်းဆိုတဲ့တေရောကဖြစ်ပါတယ်တောက်ကြသားသမီးတွေအဲ့တော့လူတယောက်ကအဝေးကိုမျောကြည့်နေတယ်ပုံပေါ့နော်ဒုံချောင်း၃ယောက်ရဲ့ကြားမှာဒုံချောင်းတစ်ချောင်းကိုကင်ပြီးတော့နော်အဝေးကိုမျောကြည့်နေတယ်ရှေ့မှာလဲရွက်လေးတွေရွက်သင်းမောတွေနဲ့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတယ်ပုံတောင်ကုန်းတစ်ခုပေါ်မှာတက်ပြီးတော့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတဲ့ပုံဖြစ်ပါတယ် အော်ဒီကဲ့အဓိပ္ပာယ်ကတော့ဒီတောက်တောက်ကြသားမှုတွေကြာလာတဲ့နမိတ်ပေါ့နော်ဒီကဲ့အဓိပ္ပာယ်ကအမျောမြင်ကြီးမားခြင်းဆိုတဲ့ပေါ့နော်အမျောမြင်ကြီးမားခြင်းနောက်ချက်တွင်ခြင်းတိုးချဲ့ခြင်းနော်အတေဆန်းတွေကို ရှာဖွေခြင်းလေ့လာခြင်းနော်စူးစမ်းခြင်းဆင်ခြင်သုံးသပ်မှုစွာရည်တွေတိုးတက်ခြင်းနော်အဲ့တော့အတေဆန်းတွေကိုရှာဖွေတွေ့ရှိခြင်းဆိုတဲ့ပုံဖြစ်ပါတယ်အဲ့တော့အခြေအဆက်တွေ နော်စတူရှယ်ယာလုပ်ငန်းတွေပေါ်ပေါက်လာတဲ့တည်းနော်လမ်းသစ်ထွင်ပြီးတော့လမ်းသစ်ကိုရှာဖွေလမ်းသစ်ကိုထွင်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ရစ်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အဲ့တော့ခရီးအစ်တွေပေါ်ပေါက်လာတဲ့တည်းနော်အမ်네ပယ်အစ်စ်ပေါ့နော်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်လည်း네ပယ်အစ်စ်တွေပေါ်ပေါက်လာတဲ့တည်းစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှာလည်း네ပယ်အစ်စ်တွေပေါ်ပေါက်လာတဲ့တည်းနော်နိုင်ငံရေးခြားခရီးဝဲကိစ္စတွေပေါ်ပေါက်လာတဲ့တည်းအထူးအဆင်ပြေမယ် တော့ခရီးတွေထွက်ကားရတဲ့နော်အဲ့တော့ဒီကအတိတ်ပဲကတော့ကိုယ့်ရဲ့လုပ်ငန်းတွေပို့ပြီးတော့တိုးချဲ့လို့ရတယ်ဆိုတော့နိမိတ်ပုံဖြစ်ပါတယ်နော်ကိုယ့်ရဲ့လုပ်ငန်းတွေအဲ့6လပိုင်းဆိုတဲ့ကာလမှာတောက်ကြသားမြင့်နေနေရလေလုပ်ငန်းကြီးတွေကိုပြုလုပ်ရတတ်တယ်နော်နိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တတ်တယ်ကြီးကြောင်းခရီးတွေသွားရတတ်တယ်အစာဦးအစ်အိုးအိမ်အစ်တွေကိုပိုင်ဆိုင်ရတတ်တယ်အရောင်းအဝယ်ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဆွေမျိုးတဲမှာ မင်္ဂလာဆောင်ကိစ္စတွေအလူတန်းကိစ္စတွေပေါ်ပေါက်လာတတ်တယ်ကိုယ့်ရဲ့ဆွေမျိုးကြီးကိုမောင်နှမတွေထဲမှာနောက်ရွေးဝေးရနေဧည့်သည်တွေရောက်လာတတ်ပါတယ်အဲ့တော့စာချုပ်စာတမ်းတွေပြုလုပ်ရတတ်ပါတယ်အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ကလည်းအခြေရေးကိစ္စတွေမိတ္တရေးကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မယ်နိမိတ်မျိုးဖြစ်ပါတယ်ဒီကဲ့အတိတ်တွေကလည်းကောင်းမွန်တဲ့ကတ်ထဲမှာပါပါတယ်တောက်ကြသားသမီးတွေအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းတွေကို တိုးချဲ့မယ်ချဲ့တယ်မယ်ဆိုရင်တောက်ကြသားသမီးတွေဒီ6လပိုင်းဆိုတဲ့ကာလအချိန်ကောင်းအခါကောင်းဖြစ်ပါလိမ့်မယ်အဲ့တော့လုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေနော်စူးစမ်းရှာဖွေခြင်းပညာရဲ့အသစ်တွေတင်ကြားခြင်းနော်ခရီးတွေထွက်ကခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံစနေသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်ကို6လပိုင်းအတွက်တဲရော်ဟော်စတယ်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလမှာ ဖြစ်ပေါ်လာမဲ့ကန်ဆာတာအဆိုးကောင်းတွေကျွန်တော်တွေနဲ့ဒိဋ္ဌံပြူပြီးတဲတော့ဆွဲတဲ့ခါမှာစနေသားသမီးတွေကြလာတဲ့ကကတော့ဒုတ်သူရဲကောင်းဆိုတဲ့ပုံပေါ့နော်အဲသူရဲကောင်းတဲ့ယောက်ကမြင်းကိုကစုံပေါက်ပြီးတော့တစ်ဖက်ကိုခုံကူးတော့မဲ့ပုံပေါ့နော်ဒုံချောင်းတစ်ချောင်းကိုကင်ထားတယ်အခေါင်းမှာရောကိုချက်ဝတ်တန်ဆာမှာရောမီးတောက်မီးလျံအသွင်ဆောင်နဲ့ချက်ဝတ်တန်ဆာကိုဝှက်ထားတယ်နော်အဲဒီကဲအတိတ်ပဲကတော့ကူးပြောင်းခြင်းနော် အလုံးပြောင်းနေရပြောင်းနေပေါ်ပေါက်တက်တယ်ဆိုတဲ့အထိပဲဖြစ်တယ်တနည်းအားဖြင့်တနည်းအားရွှေ့ပြောင်းခြင်းနောက်စနေသားသူတွေဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်နော်ကိုယ်သူများကနေပြီးတော့စိတ်တူအောင်ဒေါသထွက်လာအောင် လာဆွတာမျိုးတွေလည်း ကျုံတွေ့ရတဲ့တယ်မကောင်းပြောခံရတာမျိုးလည်းကျုံတွေ့ရတဲ့တယ်ဒီချိန်ကာလမှာစနေသားသမီးတွေနဲ့စိတ်လိုက်မှန်ပါမလုပ်မိဖို့ရည်ကြီးတယ်မိမိရဲ့ဒေါသကိုထိန်းသိမ်းနိုင်ပို့ပြီးတော့အဆင်ပြေမယ်ပို့အောင်မြင်လာနိုင်မယ်စိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့စိတ်မြန်လက်မြန်နဲ့ဆောင်ရွက်မိတတ်တယ်ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့လိုပဲစိတ်တူစရာစိတ်ရှုပ်စရာတွေပေါ်ပေါက်လာတတ်တယ်စိတ်ရှုပ်စရာတွေနော်အဲ့တော့ ဒီကာလာမျိုးမှာအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားပေါ်ပေါက်လာတတ်တယ်။ဒီကံမှာအလုံပြောင်းတာမျိုးအိမ်ပြောင်းနေရာပြောင်းတာမျိုးတွေပေါ်ပေါက်လာတတ်တယ်။အိမ်ရာပြောင်းတာမျိုးလားဆက်နော်ကိုအိမ်ရာနေရာထိုင်ခင်းတွေပြောင်းရွှေ့ရတာမျိုးတွေလားဆက်အကြုံတွေ့ရတတ်တယ်။အဲ့တော့နိုင်ငံခြားခရီးတွေခရီးဝဲကိစ္စတွေပေါ်ပေါက်တတ်တယ်။နိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှာကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်တတ်ပါတယ်။ တော့တောင်ကုန်းတောင်တန်းတွေရှိတဲ့ဘက်ကိုခရီးထွက်ကြတဲ့ခရီးသွားရတဲ့နော်အဲ့တော့အပြိုင်ဆိုင်အနောက်ရှက်တိုက်ခိုက်တွေတော့များနိုင်တယ်အဲ့အပြိုင်ဆိုင်အနောက်ရှက်တိုက်ခိုက်တွေကိုမိမိနေနေအဲ့အခက်ခဲတွေကိုကြော်လွှားပြီးတော့အောင်မြင်ပါလိမ့်မယ်တို့တော့မိမိရဲ့ဒေါသကိုထိရမယ်မိမိရဲ့စိတ်မြန်လက်မြန်နဲ့မပြုတ်လို့မိဖို့အရေးကြီးပါတယ်ဒီချိန်ခါမျိုးမှာအဲ့တော့ဒီချိန်ခါမျိုးမှာစမ်းသစ်တွေ့ထွန်မှုတွေเนาะအသေးစမ်းပြုလုပ်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်နိုင်ပါတယ် အဲ့တော့ဒီချိန်ကာလမှာစနေသားသမီးတွေအနေနဲ့ဟာအလုပ်ပြောင်းတာမျိုးတွေအပြောင်းရွှေ့တွေထူးထူးခြားပေါ်ပေါက်လာတော့တဲ့အေးရပြောင်းရွှေ့တွေနော်အဲ့တော့ကောင်းသောပြောင်းရွှေ့ခြင်းကောင်းသောပြောင်းလဲခြင်းတွေဖြစ်မယ်နော်ရှေ့ကိုကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကနေပြီးတော့အောင်မြင်မှုတွေရရှိလာမယ်ဆိုတဲ့နိမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုယ်အနေနဲ့မစုံမနစ်တော့ဇွဲလုံးလဝိရိယနဲ့ကြိုးစားမယ်ဆိုရင်အောင်မြင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေစနေသားလေးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ